မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့စကန်းတိုင်းကလေးမြို့နယ်ကြံသာကြီးဘောင်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုတော်လိုက်တပ်များကတိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်ဘက်က15ဦးထက်မနည်းသေဆုံးသွားပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က AP လ17ရက်နေ့မှာကလင်းမြို့နယ်ကြံသာကြီးဘောင်မှာရှိတဲ့စစ်တပ်အခြေစိုက်တပ်စခန်းကိုအပိတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစခန်းကိုသိမ်းပိုက်ရရှိမှုမှာ အလောင်း15လောင်းကိုအတည်ပြုထားပြီးတော့အရှင်ဖမ်းဆီးရမိသူတော့မရှိဘူးလို့ပြောပါတယ်လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်စစ်သားအလောင်း15လောင်းကတော့အတည်ပြုပါတယ်အရှင်ဖမ်းမိတာတော့မရှိပါဘူးသိမ်းဆီးရရှိခဲ့တဲ့လက်နက်ခဲယမ်းအရေးအတွက်ကတော့စီစစ်နေသေးပါလက်နက်ခဲယမ်းတွေတော်တော်ကိုများပါတယ်လို့ CNA က slide ထက်နေကရှင်းပြထားပါတယ်အဲ့ဒီတပ်စခန်းကိုတိုက်ခတ်သိမ်းပိုက်ရမှာ CNA ABSDF ចောင်းသားတပ်မတော်အမှတ်30ကျောင်းတိုက်ရင်ဆက်နေ KKG CDF ဟန်တာဝရီပတ်ကပါ CDF စီရင် ကလေးခရိုင်ခရိုင်စစ်တွေသာခန္တလန် DR အဖွဲ့များအပါအဝင်တော်လိုင်းတပ်များကစူပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတောင်တကုံမြို့နယ်မြို့မရဲစခန်းကိုလက်ပစ်ဘုံနဲ့ပြစ်သွင်းတိုက်ခိုက်ရာရဲတအုပ်ပြင်းထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ April 12ရက်နေ့မနက်10:00နာရီခန့်မှာတောင်တကုံမြို့နယ်တောင်ပြောင်လမ်းစုံအနီးမှာရှိတဲ့မြို့မရဲစခန်းကို The Bloodline အဖွဲ့ကတော်လိုင်းရဲဘော်များကလက်ပစ်ဘုံတစ်လုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာရဲစခန်းအတွင်းထဲမှာရှိတဲ့ရဲများရှိနေတဲ့နေရာကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့ရဲတအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုပြစ်လုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိ ကင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အခုမနေ့ဆယ်နေလောက်မှာတိုက်ခိုက်ခဲ့တာပါ။ဒဂုံမျိုးတစ်တောင်ပိုင်းတောင်မြောက်လမ်းစုံကရဲစခန်းကိုတိုက်ခိုက်ခဲ့တာပါ။ရဲခွေးနှစ်ကောင်ထဲမှာဒဂုံကတော့ပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရတယ်လို့ The Bloodline အဖွဲ့ကတောင်းရှိသူကရှင်းပြထားပါဗျ။ the black line အဖွဲ့ဟာလုံခြုံရေးအခြေအနေကြောင့်မစ်ရှင်များကိုတရင်ထုတ်ပြန်ခဲ့ခြင်းမရှိတော့လေယခုအခါမှာအဖွဲ့အနေနဲ့ရတ္တီရန်ခတ်ခဲလာခြင်းကြောင့်တရင်ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ပြောပြထားပါတယ်စစ်ကောင်စီရဲ့တောက်တိုင်များကိုဆက်လက်ပြီးတော့ဖြိုဖျက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများရဲ့နေအာများမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန် the black line အဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောဘကိုးတိုင်းမင်းလောင်မြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းချေအတင်းကျပ်ကောက်ခံနေတဲ့တင်တော်ကန်ချေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကြီးလိုင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရာ သိဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ17ရက်နေ့မွန်လွဲ2နာရီကအချိန်မှာမင်းလာမြို့နယ်တင်တော့ကန်အုပ်စုအုပ်ချုပ်ရဲမှူးကြည်လိုင်ဟာ၎င်းရဲ့မယံငယ်နေအိမ်ကနေပြီးတော့၎င်းနေထိုင်ရာတင်တော့ကန်ကြေးရွာကိုဆိုင်ကယ်နဲ့ပြန်လာတဲ့အချိန်သခိုင်းမြို့အနောက်ထွက်လမ်းပေါ်အရောက်တရားဝရီခရတိုင်ရင်၃၃ညနဲ့တက်ခွဲ၃နဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းကတနက်နဲ့ခုနှစ်ချက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။မယံငယ်အိမ်ကနေပြီးတော့သူ့ရွာကိုဆိုင်ကယ်နဲ့ပြန်အလာမှာစောင့်ပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့တာပါ။သူ့မှာကမယံငယ်၅ရောက်တောင်မကဘူး။ ဘယ်မယံငယ်အိမ်ကပြန်လာလဲတော့ကျွန်တော်လည်းမသိဘူးသူကမော်တော်ပီကဲရဲထွက်စစ်မှုထမ်းနာမည်ပါတဲ့လူငယ်တွေစစ်မှုထမ်းမလိုက်ရအောင်လို့သူ့ကိုငွေကြက်သိန်းကိုဆဲချီပြီးတော့ပေးရတာမပေးလို့ရှင်စစ်တပ်ထဲကိုတန်းထည့်တယ်စစ်မှုထမ်းကြီးကလည်းမပေးမနေရအတင်းကြက်ကိုလိုက်ပြီးတော့ကောက်ခံနေတယ်ပြည်သူတွေကလည်းအရန်ကိုဒုက္ခရောက်နေကြပြီအဲ့ဒါကြောင့်ပြည်သူတွေတိုင်ချတဲ့အတွက်ရေးယူခဲ့တာပါသူစီကဘာပြည့်စည်မှသိသိရရှိခဲ့တာတော့မရှိဘူးလို့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုးထက်ကရှင်းပြထားပါတယ်။တင်းဆုံးသွားတဲ့အုတ်ချုပ်ရေးမှူးကြီးလိုက်ဟာ ရင်းထိန်ရဲဝန်ထမ်းဟောက်တုပ်ဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများကိုစစ်ကောင်စီထံကိုပေးပို့ခြင်းကြေးရွာအုပ်စုအတွင်းမှာနေတဲ့ပြည်သူများထံကနေပြီးတော့စစ်ဘုတ်ထမ်းကြေးဆိုပြီးတော့အတင်းအဓမ္မ လစဉ်ကြီးကောက်ခံခြင်းစစ်မှုထမ်းရန်အမည်စင်ပါတဲ့သူတွေစီကငွေကြေးများကိုအဆမတန်ကောက်ခံခြင်းလူငယ်များကိုစစ်မှုထမ်းရန်အတင်းအကျပ်စူးစောင်းဖမ်းဆီးခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်အခုလိုမျိုးအေးအေးယူရခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေကြတယ်။စစ်ကောင်စီနဲ့စစ်ကောင်စီရဲ့တောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနေမှာသွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်မြစ်တာရက်ခံတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစစ်တပ်ကငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက်လူတန်းငွေအနည်းဆုံးအမေရိကန်ဒေါ်လာ55ဒသမ8တန်းရရှိထားပြီးတော့နိုင်ငံတော်မှာရှိတဲ့ပြည်သူလူထုအပေါ်မှာကျူးလွန်နေမှုများအထွတ်စစ်စရေးအထောက်ပံ့ဖြစ်နိုင်တယ်လို့ Justice for Myanmar JFM ကသတိပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်ဘေးအနယ်ကူညီကယ်ဆယ်ရေးအတွက်ကုမ္ပဏီများကလူတန်းငွေအနည်းဆုံးအမေရိကန်ဒေါ်လာ55ဒသမ8တန်းဟာအမှန်တကယ်မှာစစ်ကောင်စီအုပ်စုကကျူးလွန်လျက်ရှိတဲ့ ်နိုင်ငံတကာရာဇဝတ်မှုများနဲ့နိုင်ငံတော်မှာရှိတဲ့ပြည်သူလူထုအပေါ်မှာကျူးလွန်နေမှုများအထွတ်အထောက်ပံ့ဖြစ်သွားနိုင်တယ်လို့ပြောဆိုထားပါတယ်မြန်မာနိုင်ငံနဲ့အင်းဒီချင်းနိုင်ငံများကိုလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8မဂနီတူးရှိတဲ့ဖြားအားပြင်းငလျင်ကြီးအပြီးမှာ စစ်အုပ်စုဟာနိုင်ငံတကာကုမ္ပဏီများနဲ့မြန်မာခရိုနီများထံကနေပြီးတော့အလူငွေများကိုတောင်းခံခဲ့တယ်လို့သိရပါဗျ။နိုင်ငံဆောင်ကအလူရှင်များကစစ်တပ်ထိန်းချုပ်ထားတဲ့လမ်းကြောင်းများကနေတဆင်အလူငွေများကိုပေးအပ်ခဲ့ကြပြီးတော့အဲ့ဒီအလူရှင်တွေထဲမှာဂျပန်နိုင်ငံရဲ့နာမည်ကြီးကုမ္ပဏီလက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး Aeron တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation CNPC တို့လည်းပါဝင်တယ်လို့သိရပါဗျ။ Aeron 1% Club Foundation က ဧပြီလ၂ရက်နေ့မှာယွမ်10မီလီယံအမေရိကန်ဒေါ်လာ9000တန်ဖိုးရှိတယ်။ကုညီကန်ဆယ်ရေးပစ္စည်းများကိုတိုချုံမြို့မှာရှိတဲ့စစ်အုပ်စုထိန်းချုပ်ထားတဲ့မြန်မာတန်ယုံထံကိုလှူဒန်းခဲ့တယ်လို့သိရပါတယ်။ကုမ္ပဏီမပုံတဲ့အချက်အလက်များအရအေရွန်ဟာမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများစွာကိုလုပ်ကံပြီးတော့လက်ရှိအချိန်မှာလဲ အသက်ဝင်နေစေဖြစ်တယ်လို့သိရပါတယ်။အငင်းပွားပွဲတရုတ်မြန်မာရေနံနဲ့တဘာဝတန်းဝေးပိုက်လိုင်းကိုလုတ်ကန်နေတဲ့ CNPC ကုမ္ပဏီဟာ April 10ရက်နေ့မှာစစ်ကောင်စီထိန်းချုပ်ထားတဲ့မန္တလေးအစိုးရထံကို American Dollar 5000ကိုလှူဒန်းခဲ့တယ်လို့သိရပါတယ်။ April 10ရက်နေ့မှာစစ်ကောင်စီအုပ်စုကကျင်းပခဲ့တဲ့အခမ်းအနားတစ်ခုမှာမြန်မာခရိုနီများကအများဆုံးလှူဒန်းမှုများပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။မြန်မာခရိုနီများနဲ့စီးပွားရေးမိဖက်များဟာဝေကျပ်တန်းပေါင်း 104ဘီလီယံစစ်ကောင်စီအုပ်စုရဲ့ငွေလဲနှုန်းနဲ့တွက်ချက်ပါကအမေရိကန်ဒေါ်လာ49.8မီလီယံငွေသားနဲ့နောက်ထပ်ကြက်တန်းပေါင်း12.4ဘီလီယံအမေရိကန်ဒေါ်လာ9.6မီလီယံတန်ဖိုးရှိတဲ့ထောက်ပံ့ရေးပစ္စည်းများကိုမင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုရဲ့ရေးပါတဲ့ပုံကူများထံကိုဓာတ်ရိုက်လှူဒန်းခဲ့ကြတယ်လို့သိရပါတယ် Justice for Myanmar ကဖော်ထုတ်ခဲ့တဲ့အလှူရှင်များထဲမှာကမ္ဘောဇာဘဏ်ကဇော်လင်းအောင်၊ရွှေတောင်အုပ်စုကအောင်စုံနိုင် IGE အုပ်စုကနေအောင် Max အုပ်စုကစောစော CB Bank ကခင်မောင် A အောင်မြင်သူအုပ်စုကလှမျိုးနဲ့ Super 7 Star အုပ်စုက မြင့်စော်သိန်းတို့ပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီအလူရှင်များဟာမင်းအောင်လိုင်းလက်မှတ်ရေးထိုးထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေါင်းဆောင်နဲ့ဂုံပြုလက်မှတ်များကိုရရှိခဲ့တယ်လို့သိရပါတယ်။ငွေကျပ်1ဘီလီယံအမေရိကန်ဒေါ်လာ၄သိန်း8600လှူဒန်းခဲ့တဲ့စစ်လက်နက်ပွဲစားထူးအုပ်စုရဲ့လူမှုကွန်ရက်မှာတင်ခဲ့တဲ့ဂုံပြုမှတ်တမ်းအရာသိရပါတယ်။စစ်အုပ်စုကိုဆက်နွယ်နေတဲ့မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသိအချုပ် UMFCCI ကလည်းမြန်မာနိုင်ငံဆက်သုံးစီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမြန်မာစားသုံးစီကုန်သည်နဲ့စီလုပ်ငန်းရှင်များအသိအချုပ် ်မြန်မာနိုင်ငံစံစဘာအဖွဲ့ချုပ်တို့အပါအဝင်စစ်ကောင်စီအုပ်စုနဲ့ဆက်နွယ်နေတဲ့အခြားသောကုန်သွယ်ရေးအဖွဲ့အစည်းများနဲ့အတူစစ်အုပ်စုရဲ့နိုင်ငံတကာဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံကိုပေးအပ်ရန်ရာထားတဲ့ငွေသားနဲ့ထောက်ပံ့ရေးပစ္စည်းများကိုလည်းလှူဒန်းခဲ့တယ်လို့သိရပါဗျ။နိုင်ငံအဆက်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီကိုမြမကြီးတက်ကဦးဆောင်သူစစ်ရာဇဝတ်ကောင် ဒုချုပ်စိုးဝင်းကဥဆောင်နေတယ်လို့သိရပါဗျ။စစ်အုပ်စုခေါင်းဆောင်မင်းအောင်လိုင်းနဲ့၎င်းရဲ့လက်ထောက်စိုးဝင်းတို့ဟာရိုဟင်ဂျာများအပေါ်မှာကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများအတွာအပြည့်ပြည့်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့စုံစမ်းစစ်ဆေးမှုများကိုရင်ဆိုင်နေရပြီးတော့အာဂျင်တီးနားဖက်ဒရယ်ရာဇဝတ်တရားရုံးရဲ့ဖမ်းမထုတ်မှုများကိုလည်းခံထားရတဲ့ဒုတွေဖြစ်တယ်လို့သိရပါဗျ။စစ်အုပ်စုကအလူမွေများကိုလက်ခံရန် public ကဘဏ်များ ဒါပြင်နိုင်ငံပိုင်မြန်မာစီးပွားရေးဘဏ်တို့ကိုအသုံးပြုခဲ့တယ်လို့သိရပါဗျ။ဂျပန်နိုင်ငံမှာစေအုပ်စုဟာ MUFG ဘဏ်အကောင့်တစ်ခုကနေတဆက်ဒါရိုက်အလုံးဝေးလက်ခံမှုများကိုလုံဆောင်လျက်ရှိတယ်လို့သိရပါဗျ။အဲ့ဒီဘဏ်ဟာမြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့နိုင်ငံဆုံးဂျပန်ဘဏ်တစ်ခုဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာကမ္ဘောဇာဘဏ်၊ CB ဘဏ်၊ AFR ဘဏ်နဲ့ရိုးမ Strategic Holding ကပိုင်ဆိုင်တဲ့ ် with money တို့အပါအဝင် public ကဗန်များကလည်းစစ်အုပ်စုအတွက်အများပြအလှူငွေများကိုကောက်ခံပေးလျက်ရှိတယ်လို့သိရပါဗျ။မလျင်ဘေးကြောင့်အကြီးအကျယ်ထိခိုက်ပျက်စီးရတော့လဲမြန်မာစစ်အုပ်စုကရက်ဆက်ကြမ်းကြုတ်တဲ့လေးချောင်းတိုက်ခတ်မှုများကိုဆက်လက်လှုပ်ဆောင်ခဲ့ပြီးတော့လူမှုစာနာမှုဆိုင်ရာဘေးဆိုးကြီးကိုပုံမှုပြီးတော့စိုးဝါစေခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတပိတ်ချင်းမြို့နယ် ချက်ရိုးပင်ကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူလေးဦးထိခိုက်ဒဏ်ရာရပြီးတော့နေအိမ်နဲ့အဆောက်အုံသုံးလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ17ရက်နေ့ည10:27မိနစ်အချိန်မှာဒပိတ်ချင်းမြို့နယ်ချက်ရိုးပင်ရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ Golden Hill KTV အဆောက်အုံအပါအဝင်လူနေအိမ်သုံးလုံးကပျက်စီးသွားပြီးတော့နွားတစ်ကောင်တိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ အဆောက်အုံက၃လုံးထိခိုက်ပျက်စီးသွားပါတယ်။ဒဏ်ရာရတဲ့လူ၄ယောက်ကတော့အရန်ကြီးတော့မစိုးရင်ရဘူးလို့ပြောတယ်။ဘုံကပေါင်းနေရဘုံလို့ယူဆရပါတယ်။တစ်လုံးပဲချဲသွားတာပါ။စစ်တပ်ကလေချောင်းတိုက်ခိုက်မှုနားမယ်နားမယ်ဆိုပြီးတော့အာချောင်နေတာပဲရှိတယ်။ပြည်သူတွေကဒီလောက်စိတ်ဒုက္ခရောက်နေရတာစားစရာနေစရာအခက်အခဲဖြစ်နေတဲ့အချိန်မှာ သူတို့ကပြည်သူတွေကိုပို့ပြီးတော့ဒုက္ခရောက်အောင်လုပ်နေတာပါပဲအပြစ်ခတ်ရက်စဲမယ်ဆိုပြီးတော့ပြည်သူတွေကိုကူညီနေတာဘာမှမရှိပါဘူးပြည်ဦးတွေခရိုင်မှာဆိုရင်ဒပိတ်ချင်းစင်ကူမရိယာမြို့နယ်တွေကိုဘုံတွေကျင်းနေတယ်လို့ပြည်ဦးတွေခရိုင်ပကပကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အချက်မဲ့စစ်ကောင်စီကယာယီအပြစ်ခတ်ရက်စဲတယ်လို့ကြေညာထားတော့လေလေချောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများနဲ့ဝေးရမှာနေထိုင်ကြရန်လေချောင်းရန်ကာဝယ်နိုင်ရန်အတွက်ဘုံခုံချင်းများကိုတူးထားကြရန် လေးချောင်းရသတိပေးချက်များကိုလိုက်နာကြရန်တိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စီးရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ you